စမယ်ပလဲနဲ့ကန့်တောင်တိုက်ပွဲကလင်းရင်ပြစ်ချခံရမှုနဲ့ပတ်သက်ပြီးကျွန်တော်တို့ DSC inside အတင်းထောက်ရဲ့စုံစမ်းချက်အရ PLA ကနာမည်ကောင်းဝင်ယူလာတကယ်တကယ်ကပလဲနယ်စားဘူနကအဲ့ဒီတုန်းလင်းရင်ဝဲတာကြာသွားတဲ့အတွက်စိတ်ဆိုးပြီးခေါင်းရင်းက FN စစ်ကြီးနဲ့ကောက်ထုလိုက်လို့ပြတ်ကျသွားတာတဲ့ဟုတ်သည်ရှိမဟုတ်သည်ရှိတေးကြတာကတော့လင်းရင်ပြစ်အမြောက်တွေစကိုင်းဖက်မှာပါရောက်ရှိနေပြီ တက်လာမဲ့လေရင်တွေကိုတောင်ပြချချင်တဲ့အဖွဲတွေကများလုံးတဲ့အတွက်မဲနိုင်ကြရတယ်တဲ့ဘလောက်များဆိုးရွားလိုက်တဲ့အချမ်းဖက်တွေလဲရွာကကလေးတွေစာတင်ချိန်ဘုံပတ်ကျဲတာလေးနဲ့ရွာကိုမြစ်တာကမထမ်းစီမီပတ်ဖြန်းတာလေးနဲ့အငိုးကြီးလိုက်ကြတာဗျာတက်မတော်အနေနဲ့လေအရင်လိုလုံချုံစွာပြန်တန်းလို့မရတော့ဘူးဆိုတဲ့အချက်ပေးခေါင်းလောင်းတန်တစ်ခုဆိုတာသိလိုက်ရတယ် UN တို့ ASEAN တို့ကလည်းတက်မတော်လျင်ဗနစီပြတ်ကြမှာအာထူးပြီးဝင်ပါလေ။ပြည်နယ်စစ်ပွဲမှာလေရင်တွေရဟရင်တွေကိုပြစ်ချခွင့်မရှိဘူးဆိုတဲ့တတ်မှတ်ချက်ကိုဒီအကြမ်းဖက်တွေဘလောက်လောက်ကျူးလွန်ပြီးမှအရေးယူပေးမှလေ။အခုတော့ဟောဟူမာအိုးတော်တွေပုံလိုက်ပဲဟေးဆိုတဲ့ကြွေးကြော်တန်ကိုအဲဒီလေရင်မူးရဲ့မိသားစုတွေများကြားသွားရင်ဘလောက်တောင်တော့ကရောက်မလဲမစင်းစားကြဘူးလား။ဘေးကင်းစွာအိမ်ပြန်လာကိုစောင့်နေတယ်။ ဒီလင်ရင်မူးလေးရဲ့မိသားစုထမင်းဝိုင်းလေးလည်းလူမဆုံးတော့ဘူးဒီလင်ရင်မူးရဲ့မိမကတော့သူ့ယောက်ျားဒီလိုအဖြစ်ဆိုးနဲ့တေးတာကိုလက်မခံသေးဘူးဖျားတရားအရန်လှုပ်တဲ့သူတယောက်ဖြစ်တဲ့အပြင်အုတ်ထုတ်မာတော်24ပစ္စည်းကတ်ထားတဲ့အတွက်ဘေးမတည်ရမခဘူးတဲ့ကျွန်တော်လဲ24ပစ္စည်းဆိုတော့တော်ရုံမတိုးလောက်ဘူးပဲထင်ထားခဲ့တာနောက်မှ PLA ဘာသာမဲ့ကွန်မြူနတီတွေပြစ်ချလိုက်တာလို့တည်င်းထွက်လာတော့မှလက်ခံလိုက်ရတယ် ဒီကောင်တွေနဲ့ဆိုရင်24 PC လဲမတိုးတော့ဘူးလေဘလို့ပဲဖြစ်ဖြစ်လင်ရင်မှုကတော့တာဝန်ကျေခဲ့ပါတယ်သူလှုပ်ရမယ့်လုပ်ငန်းစဉ်အတိုင်းအကုန်လုံးလှုပ်သွားခဲ့တယ်ပြကြတော့မယ့်ဆဲဆဲမှာချရစီဘုံတွေတခုမကြံအကုန်ချခဲ့တယ်မြေပြင်နဲ့နီးကပ်လာတဲ့အချိန်မှာလေစာတင်ချောင်းနဲ့ထိုးစင်းဖို့ကြံရွယ်ခဲ့ပြီမယ်အရင်းနာမှာဖုန်ကြီးချောင်းပဲတွေ့သွားတဲ့အတွက်မိမိအသက်ကိုပဒါနာလုံးဝမထားဘဲဖုန်ကြီးချောင်းနဲ့ထိုးစင်းတာ စွန့်လွန့်စွန့်စားတက်မတော်သားဆိုတဲ့ဂုံပုံနဲ့အညီတက်မတော်သားတယောက်ရဲ့နောက်ဆုံးအချိန်မှာတော့ရန်သူနယ်မြေမှာရှိတဲ့တပုံဖုံကြီးကျောင်းတစ်ခုကိုမီးလောင်ပျက်စီးအောင်လှုပ်သွားနိုင်ခဲ့တယ်။အသက်ကိုပဒနာမထားပေးဆက်သွားတဲ့လင်ရင်မှုကို ကျွန်တော်ဒီကနေပဲအလေးစိမ်းပြုလိုက်ပါတယ်။တရားတော်စစ်နိုင်ရမည်။တတွင်အမှန်တွေတင်ဆက်ပေးနေတဲ့ဒီဟုတ်စီစတာ